ဒါကြောင့်မင်းမချမ်းသာသေးတာလူတယောက်ချမ်းသာနေလို့ဟာဒီကောင်တော့အကုန်သိအကုန်တက်ဇာကြီးပဲလို့ပြောလို့မရတလို့စင်းရဲနေလို့လဲဟာသူကတော့လှုပ်လိုက်ရင်တလွဲ့ကြီးပဲဖြစ်နေတာလို့ပြောလို့မရပါဘူးတထေးကြီးဝိုင်းရင်ဘာဖက်ပြောစကားရချမ်းသာဖို့ဂိန်းကနန်းနေနေတယ်မဟုတ်ပဲအချင်းကောင်းနေစိတ်တကောင်းနေလဲလိုပါတယ်တဲ့ဒါဆိုရင်လူချမ်းသာတွေပဲသိပြီအများစုသောသူတွေမသိတာကဘာတွေဖြစ်မလဲဘီလီယံနေကြီးရဲ့ပြောစကားအရဆိုရင်6ချက်ရှိပါတယ်နံပါတ်1 ငွေအကြောင်းမလေးလာတာငွေအကြောင်းလေးလာရတာကိုတော်တော်များများကရှုပ်တယ်ထင်နေကြလေခတ်တယ်ပေါ့ဘာလို့လဲဆိုတော့မတင်ရလို့ခင်ဗျာကျွန်တော်တို့ကသင်ကြားတွေ့တယ်သိပ္ပံသင်တယ်ဘယ်တော့မှမင်းငွေအကြောင်းလေးလေးနက်နက်နဲ့စဉ်းစားခဲ့လေအချိန်ကုန်ခမီးဂျင်းနီမြုပ်နေမှုဘယ်လိုလုပ်ရလဲအခုဘယ်လိုဆောင်မလဲမတွေးကြမသိကြပါဘူးကိုမန်နဲ့ထင်တာတွေလုံးကြီးနေရေရှည်ကြတော့ပေးဆက်လိုက်ရရောငွေချင်းနဲ့ပတ်သက်ပြီးမပူပင်ရတယ်ဘာရခိုင်လုံးနဲ့ပါချင်ရင်တော့ငွေအကြောင်းကိုစလေးလာရမယ် ဝေဘလိုလဲပက်လဲအလုတ်လုတ်လဲသိရမယ်ပုဂ္ဂိုလ်ကိုပြန်သေးတက်ရပါမယ်နံပါတ်1ကြောက်ကြတာအလုတ်တိုင်းမှာတရားရခိုင်တော့အာမခံမရှိပါဘူးအနည်းနဲ့အများစုတို့ပသေးချမှုကြီးရှိတယ်ကြောက်တဲ့လူတွေကမလုတ်ဖြစ်ဘူးကြောက်ရင်လွဲရဲရင်မဖြစ်ဆိုတာမျိုးပေါ့ဒါပေမဲ့တခုပြောပြပါမယ်ကြောက်နေတယ်ဆိုတာကိုဘာလုပ်နေလဲကိုမသိတာကနေလာနေတယ်အလုတ်တခုကိုသေးသေးချာချာလေးလာလိုက်စားတဲ့လူတွေကအကြောက်တရားတွေမရှိတော့ပါဘူးနံပါတ်3 ရေတိုတွေးတာဘူးလောလောဆယ်အဆင်ပြေဖို့အတွက်ပဲအဲ့လိုလုပ်ကြပါတယ်ရေရေတွေးတဲ့သူလဲပါတယ်ချမ်းသာခြင်းရေရေကြည့်ပြီးစူးစားဝေကိုကောင်းကောင်းရင်းနှီးမြှုပ်နှံတိုက်ရပါမယ်နံပါတ်၄ဝေမစုတာဝေကိုရရဆဆမလုပ်တင်ပါဘူးစုပါဘိုးဘလောက်ရွာရွာအရေးမကြီးပါဘူးဘိုးတိတ်သွားရင်ပို့စီမှာရေဘလောက်ကျန်ခဲ့လေကအရေးကြီးတာပါစုပါစောင်းပါကိုကိုကိုအတွက်ရင်းနှီးမြှုပ်နှံမြင့်တင်ပြီးလုပ်ငန်းတွေကိုတေချာတဲ့နေရာတွေမှာထပ်မံရင်းနှီးပါ နံပါတ်5ဝေနောက်ကိုပဲလိုက်နေတာဝေရှာမှတော့ဝေနောက်ကိုလိုက်ရမှာပေါ့လို့ပြောကြပါမယ်ဟုတ်ပါတယ်ဒါပေမဲ့ဝေနောက်ကိုအသေးအံမလိုက်ပဲကိုတီဆောက်ခြင်းနဲ့ချစ်တဲ့အလုပ်ကိုစူးစမ်းပြီးတီဆောက်ရင်ဝေကကိုနောက်ကိုလိုက်လာပါလိမ့်ဝေမဝေဖြစ်နေရင်ပင်မပြီးမကြခင်အပြက်ပြီးစက်မလုံးနိုင်ဖြစ်သွားတတ်ပါတယ်ကိုစိတ်ပါဝင်စားရတဲ့တဲ့ကအလုပ်ဖြစ်မဲ့အရာကိုပို့ပြီးစိုးစိုးစားစားလုပ်ပါအောင်မြင်လာရင်ဝေကအလုပ်လိုလိုက်လာပါလိမ့်နံပါတ်6အဆက်အသွယ်ကောင်းမရှိတာ မင်းဘာသိလဲဆိုတာဟဲ့ဘသူတွေနဲ့သိလဲဆိုတာဟိုအရေးကြီးတယ်ဆိုတဲ့စကားလေးရှိပါလေဝေရှာတဲ့အပိုင်းမှာဒီစကားကအရင်အရေးကြီးပါလေအဆက်အသွယ်ကောင်းနေရှိရမယ်အကောင်လုံးတယောက်ခဲလုံးနိုင်တယ်လို့မတွေးရပါဘူးမိတ်ဆွေတွေစီကအလောက်ကိုင်းအခွင့်အရေးတွေအကြံဉာဏ်တွေရလာတတ်ပါလေအပေါင်းသင်းဝင်ဆက်ပြီးဆရာသမားကောင်းတွေလည်းကြည့်မယ်ဆိုရင်ဝင်ဝင်ပို့တော့တက်လာဖို့အခွင့်လည်းရပါတယ်ဒီဒီကြည့်လာပြီဆိုရင်တော့ချမ်းသာတယ်ဆိုတာဝင်အများကြီးရတာရှိတာကိုပဲပြောတာမဟုတ်ဘူးဆိုတာကိုတော့ကောင်းကောင်းသဘောပေါက်တော့ပါပြီ ဒါကငွေနဲ့ကိုယ့်ရဲ့ဆက်ဆက်ရေးရယ်ကိုတန်မိုးထားတဲ့ရည်ရွယ်ချက်တွေနဲ့တစ်ထက်ထက်ကြမယ်အဆုံးပြည့်ချက်တွေချမှတ်နိုင်ဖို့ဆိုတာတွေကိုနားလည်ဖို့ပါပဲဒါကခရီးစဉ်တစ်ခုမှုစိတ်ရှိရမယ်ဇွဲကောင်းရမယ်ပင်ယူရမယ်တခါတလေအမားတွေလုံမိတာမျိုးလဲကြုံရမယ်ပင်ယူပါပြင်ဆင်ပါရှင်းဆက်ပါဘဏ်ကောက်ဘလောက်ကြည့်လဲဆိုတာထက်ကိုယ့်ရဲ့ရွေးချယ်မှုတွေပင်ယူခဲ့ရတာတွေကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာတွေကအမြတ်ပါပဲ ခွဲ့ပါခင်ဗျာအခုလိုပုဒ်တလေးတွေရရှိဖို့တော့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Band Power Play လေးကိုလည်း Like and Share လေးလောက်ထားဖို့မေ့နေလို့အားလုံးပဲကျေးဇူးများကြီးတင်ရှိပါခင်ဗျာ